သေးမှထွက်ရမယ်အသေးထွက်နဲ့အလုပ်လုပ်ရတဲ့ PDF ဘောကရောက်သွားတယ်အသေးထွက်လုပ်တဲ့အသေးထွက်ဘောကရောက်သွားတယ် PDF တွေကဆိုတော့တက်မတော်ကလူကြီးကနည်းနည်းပြေတကထွက်လာတယ်အေးစေးကုနေရတယ်တက်တည်နေထောက်ထားနေတော့ဒါထောက်ထားနေ PDF တွေမှာဗမာတော့တက်တန်းပြီးသွားပြီလားနှစ်နှစ်ကြော်သွားပြီမပြီးသေးဘူးလေတုံးနေမပြီးသေးဘူးလေအခုကဘာလို့ဆို NUG ကဘာလို့ဆိုကြားဖြန့်လုပ်နေတာ NUG တကယ်ကြားဖြန့်ဂိုင်းစားကြီးဖြစ်နေတာ NUG ကခက်ရုံညွန် NUG ကကြားဖြန့်ဂိုင်းစားကြီးဖြစ်နေတယ်လူတွေလည်းခေါ်တယ်သူ့တတ်မှတ်တဲ့ကာလပြည့်လည်းပြန်လို့မရဘူးတေမှပြန်လို့ရတယ် လူတွေကို PDF ဖြစ်နေခေါ်တယ်။သေမှပြန်လို့ရတယ်။ငွေတွေကိုလည်းကောက်ခံတယ်။တက်တလုံးပြန်ထုတ်လို့မရတော့ဘူး။အဲ့တော့ရှင်းရှင်းပြောတက်တလုံးအပိပိုင်လိမ့်တာ UNG ရဲ့လိမ့်ချက်ကြီးကတော့အဲ့ကြားဖြန့်ကြီးကတော့ကြောက်စရာကြီးအဲ့ကြောင့် UNG ရတကယ်ကြားဖြန့်မယ်ငွေလည်းလိမ့်တယ်လူလည်းလိမ့်တယ်ပြည်သူလူတွေကနှလုံးသားတွေလည်းလိမ့်တယ်အကုန်လုံးလိမ့်တာရသမျှအကုန်လိမ့်တာအဲ့တော့ရှင်းပြောရင်တော့ဟိုနော်နဲ့ဘာနဲ့တော့တူလဲဆိုတော့တကယ်ကိုလိမ့်နာမှဟိုဘာလဲဟိုဦးနေရတန်တန်မိုးသိမ့်ပြောဆိုလို့ဖြစ်နေဝါကဖြတ်တော်တော်ကြိုက်လို့ဆိုတော့ပုံကူပြောလို့ဖြစ်နေအကုန်အဲ့လိုဖြစ်နေပြီနော်အဲ့တော့ရှင်းပြရတော့ ဟိုလိန်ချက်ကတော့ရက်ဆက်တယ်ပေါ့ဗျာအဲ့ဒါလိန်အခုကြားပြန်အကြီးစားဖြစ်နေပြီလူတွေလည်းပြန်မလွတ်တော့ဘူးလူတွေလည်းသေမှပဲပြန်ထွက်ရမယ်ဆိုတော့ PDF ထဲဝင်ပြီးသွားရင်သေမှပြန်ထွက်ရမယ်တက်မလို့လည်းဝင်ပြီးရင်နှစ်နှစ်ပြည့်ရင်ပြန်ထွက်ရတယ် PDF ထဲဝင်ပြီးရင်သေမှပြန်ထွက်ရတယ်ခင်ဗျားတို့ဆက်တိုက်မလားလောက်ပါနေမလောက်ပါနေဟိုးစကမလောက်ပါနေခမရဆက်တိုက်မလားလောက်ပါနေမလောက်ပါနေဟိုးစကမလောက်ပါနေခမရဆက်တိုက်မလား ဆက်တက်မြို့ဒီတက်မြို့ကတော့လင်းဝင်ပါအကြီးကအာတက်မြို့မူအားတာပဲတက်မြို့သဘောထားပဲအာတော့ကြာပဲကောင်းတဲ့ငွေရေးကြေးရဲတွေလက်ပါနေသေးပြီ BGA အုပ်စုရောဒီ KPI အုပ်စုရော NUG အုပ်စုရောဒီ KNU အုပ်စုအတူတူဖင်လို့ဖင်ခန့်နေတဲ့အုပ်စုကြားဖြားမှာငွေရေးကြေးယူထားတဲ့အုပ်စုတွေကတော့တို့တော်လိုင်းရုပ်ကိုအချိန်ဆွဲပြီးတော့တို့ထမ်းမြို့ထဆုပ်အောင်မှာပဲနော် အဲ့တော့ဒီအချိန်မှာအခွင့်ရရတဲ့အချိန်မှာအမေရိကန်တွေကသူတို့ပြက်ပြက်တတလောက်တဲ့မဲ့အတွက်ကြောင့်မလို့ပြည်သူလူထုတွေကလည်းပြက်ပြက်တတရက်တိဖို့လိုပါပြီ။ဒါကြောင့်ဒီကြာဖြတ်နဲ့ပတ်သက်နေတဲ့တော်လိုင်းရေးအုပ်စုလားနော်ဒီ NUG အုပ်စုလား DKPA အုပ်စုလား BJ အုပ်စုလားစစ်သည်များအုပ်စုမှန်တယ်အဖွဲ့အစည်းမှန်တယ်များဒီ2025မှာပဲအသေးဆုံးနဲ့အမြန်ဆုံးငုံချုပ်ပါစေလို့မမျိုးစုတောင်းတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ NUG ကမြန်မာပြည်ကလူငယ်တွေကိုဖမ်းဆီးတာအသေးထွက်နဲ့ထွက်အောင်လှုပ်ဆောင်နေခြင်းကြောင့် အန်ယူဂျီကသာကြားဖြန့်ကြီးစားဖြစ်တယ်လို့ကျော်မျိုးမင်းပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအားမငယ်ပါနဲ့နော်ဒီနေ့မမျိုးလာပြောမယ်တတင်းကြတော့ဒီကရင်ပြည်နယ်တတင်းပဲ။ဘာဖြစ်လဲဆိုတော့မမျိုးကိုတန်ကလည်းကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ကရင်အာနာစင်ဘယ်မမျိုးတို့ဥတည်ပြီးတော့ပြောရမယ်။နော်တော်လိုက်ရမယ်။ဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံအရေးကြီးတိုင်းသားပေါင်းစုံလူမျိုးပေါင်းစုံနေထိုင်တဲ့အတွက်ကြောင့်မို့လို့နော်ကိုယ့်ရဲ့ပြည်နယ်ခေါင်းဆောင်ကိုယ့်ရဲ့တိုင်းပြည်ခေါင်းဆောင်ကိုအရင် တော်လိုက်ရမယ်နော်။ဘာကြောင့်လဲဆိုတော့မင်းအောင်နိုင်ကိုရောတနိုင်ငံလုံးတော်လိုက်မိသားပဲ။ဒါပေမဲ့တချို့တိုင်းရင်းသားလူမျိုးတွေကကိုယ်ခေါင်းဆောင်တွေကနော်ယုံမာတာလည်းရှိတယ်။ကောင်းကျင်တာလည်းရှိတယ်။ကောင်းတာလည်းရှိတယ်။ဒါပေမဲ့နော်အဖွဲ့စီတစ်ဖွဲ့မှာမမျိုးပြောပြီးနော်မကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူလည်းရှိတယ်။ဒါပေမဲ့အဲ့ဒီအဖွဲ့စီတဲမှာမကောင်းတဲ့လူကိုကျွန်မတို့ကနော်ထုတ်ဖို့နိုင်မှာကျွန်မတို့ဖဲ့ထားနိုင်မှာပဲကျွန်မတို့ရဲ့တော်တဲ့လမ်းကြောင်းကနော်အမြန်ဆုံးရောက်မှာပေါ့နော်။ ဒါကြောင့်အခုကျွန်တော်တို့ကိတ်ရင်ပြီးနေနော်ကိတ်ရင်ပြီးနေတဒီမဲမမျိုးလာပြောမယ်။ဘာဖြစ်တခြားပြည်တခြားနယ်မှာကျတော့အရင်အားရဖို့ကောင်းတယ်။အခုရက်ခတ်မှာဆိုကြည့်လိုက်နော်။ရက်ခတ်မှာဆိုလို့ရှိရင်နော်ဒီစက္ကဆာနဲ့စက္ကဆာကိုမတိုက်တော့ဘာညာတို့တဒီထောက်တယ်။နောက်ဆုံးတော့နော်တို့စက္ကဆာနေရာတွေကြက်တိုက်တယ်။ခေါင်းဆောင်ကောင်းဦးဆောင်တော့လဲနော်။ကျွန်တော်တို့ပြည်သူလူထုတွေလည်းအားစီလာတာပေါ့နော်။ခေါင်းဆောင်ကောင်းယိုးသားတဲ့မန်ကန်တော့လဲကျွန်တော်တို့ပြည်သူလူထုတွေလည်းအားစီလာပေါ့နော်။ဒါပေမဲ့အခုကျွန်တော်တို့ကိတ်ရင်ပြီးနေမှာတော့မဟုတ်ဘူး။ကျွန်တော်တို့ပြောပြီးနော်။ကျွန်တော်တို့ကိတ်ရင်ခေါင်းဆောင်နေရာနော်။ထွက်ပတ်မရှိတော့ဘူးနော်။ထွက်ပတ်လည်းမရှိတော့ဘူး။ နော်ဘယ်မှလည်းပြေပါမရှိတော့ဘူးနော်။ဘာကြောင့်အခုကျွန်တော်တို့ကရင်ကောင်းဆောင်နေမှမြင်ပြောပြီးဒီအခုလက်ရှိဦးစီးဦးဆောင်နေတဲ့ဒီ KNU အုပ်စုပေါ့နော်။ဒီမူတူစေဖိုးတို့၊ကွယ်ထူဝင်းတို့၊ဂျော်နီတို့၊ဒါတို့မူတို့၊အော်မောင်အေးတို့ရင်နိုင်တို့ဒီအုပ်စုပေါ့နော်ပြောင်းလဲဆိုဒီအုပ်စုတွေအကောင်လုံးကတော့ထွက်ပါမရှိတော့ဘူးနော်။ဒီအုပ်စုတွေကနော် ရောက်မှလည်းကောက်တင်တဲ့လူပေါင်းပါတယ်နော်ဗီဇလည်းမကောင်းကြောက်နော်ဒါကြောင့်မို့ဒီအုပ်စုတွေအရတော့နော်မူတူစေဖို့ဝဲထူဝင်းဂျော်နီဒါတို့မူအော်မအေးရန်နိုင်ဖို့တို့ညိမ့်မောင်ဆွေမောင်ဆွေမတို့အုပ်စုပေါ်တော့ဒီ NC ထိုးတဲ့အုပ်စုတွေပေါ်နော်ဒီအုပ်စုတွေကနော်တမ်းမျိုးရောင်းစားလူမျိုးရောင်းစားအဲ့တော့အခုတို့တွေကကြတနာတွေအကြီးကျယ်တက်တယ်မမျိုးပြောပြီးအခုကရင်ပြည်နယ်မှာဆိုကြတနာဘလောက်အကြီးကျယ်တက်လဲဆိုတော့ဒီနယ်စားမှာစစ်တပ်နေတဲ့နော်ဒီ KNU လက်အောက်ခံ NUG လက်အောက်ခံတို့ကတို့ဘာမှမသိဘူးတို့သိတာတော့တို့ခေါင်းဆောင်တို့နော်ဟိုစစ်တိုက်ခံတဲ့ဒီမိုကရေစီဖက်ဒရယ်အဲ့ဒါပဲတို့သိတယ် ဒါမဲ့တကယ်တကယ်တော့ပြည်တွင်းမှာဒီအတွင်းမှာဒီအတွင်းမှာတကယ်တကယ်နိုင်ငံရေးကစားနေတဲ့ဒီ KNU ကွယ်ထူးဝင်တို့အုပ်စုနော်ဒီ NGO တို့အုပ်စုဒီစက္ကစတို့အုပ်စုရဲ့ကစားလက်ွက်ရဲ့အကြမ်းကိုမှကြောက်ဖို့ကောင်းတယ်နော်ဒါကြောင့်မို့လို့အခုကရင်ပြည်နယ်ပြဿနာနော်အခုလက်ရှိနော်၁၄ရက်နေ့တော့ကနော်ကျမတို့ပြည်သူလူထုတွေမြင်နေတဲ့ KNU တွေပေါ့နော်တမ၄ဘက်ဆက်မှာနော်ပြည်သူလူထုတွေသိမှာပေါ့နော်ဒီတမ၄ဆက်မှာလွန်ခဲ့တဲ့၁၄ရက်တော့ကပေါ့နော်ဒီနော်၃၅နှစ်ကြာတဲ့နော်အမ်လူလိုက်ရတဲ့မော်တော် စခိုင်းပေါ့နော်တမလေးပဲဆက်မှာ KNU KNA PTA KDA ပူပေါ့မြို့တော့သူတို့တိုင်လို့ရတဲ့စခိုင်းအဲ့ဒီမှာဆိုလို့စင်တဲ့ပြည်သူလူထုတွေအကုန်လုံးမြင်မယ်အာဒီအဲနာဆိုတဲ့ NCA ခွေတောင်စားကောင်ပေါ့နော် အဲ့နာဆိုတဲ့ကောင်ကစောင့်ချင်မကောင်ဘူးเนาะဒီကွယ်ထူးဝင်းတို့ရဲ့လက်အခန့်တက်မှလေးမှာဦးဆောင်နေတဲ့ကောင်ပေါ့เนาะဒီကောင်ကစောင့်ချင်မကောင်ဘူးเนาะအရင်ရုံမှာတဲ့ကောင် KT edit ဖြစ်ပေါ်လာကြတာသူတို့ KT edit လက်လောက်ကြံနေပြုတ်ကွယ်အောင်လက်လောက်တယ်เนาะဒီတက်မှ6မှာရန်နိုင်ဒီတက်မှ6မှာကျတော့ရန်နိုင်ဦးဆောင်နေကောင်ပေါ့เนาะဒီရန်နိုင်ဆိုတာလေအခုလက်စီအားလုံးမြင်တဲ့အတိုင်းပဲဒီရန်နိုင်ဆိုတာကတော့သူဒီ NG နဲ့လည်းပေါင်းတယ်เนาะ BGN နဲ့လည်းသူပေါင်းတယ်เนาะ ဒါအမှန်တရားမင်္ဂလာပါစေမင်္ဂလာဒါအမှန်တရားအမှန်တရားဆိုတာကျွန်တော်တို့လက်ခံရမယ်ကျွန်တော်တို့ပြောရရမယ်နော်လာမကြည့်နဲ့နော်ညီတို့ကြည့်တဲ့ကောင်တွေငါတို့သိတယ် BG ရဲ့ညီတို့ဘလပ်ပဆက်ပေးထားတယ်ဆိုတော့ငါတို့စိတ်မဝင်စားဘူးငါတို့စိတ်ဝင်စားတာတော့နော်အမှန်တရားကိုလည်းမပြောရဲဘူးနော်ပြည်သူလူထုဂျင်းတွေပဲလက်ထဲပေးတယ်ပြည်သူလူထုဂျင်းထဲပေးတော့အခုငါတို့ပြည်သူလူထုတွေဂျင်းထိပြီးတော့အခုအသက်စုတော့မဝဘူးဖြစ်နေတာပေါ့နော်အဲ့တော့ ဒီတမလေးပြဿနာမမျိုးပြောပြီးအခုတမ6ရမဒီ2025မှာ KNU NUG ပေါင်းတဲ့အုပ်စုတွေကစီရေဖော်ဆောင်တာเนาะ BGN နဲ့သူတို့ပေါင်းတဲ့စီရေဖော်ဆောင်တာနောက်ဆုံးတော့လည်းသူတို့ဖော်ဆောင်လိုက်တဲ့စီရေအောင်မြင်မူရတဲ့နယ်မြေတွေစခန်းတွေလည်း BGN သူတို့ပြန်ပေးလိုက်ရတယ်။မြဝတီအထီးတော်မှာ BGN စကစပေါင်းပြီးတော့နယ်မြေတွေပြန်လာထန်လို့ရတယ်။အဲ့ဒါပဲအရင်ကြောက်စရာကောင်းတယ်မမျိုးပြောရတော့เนาะဒါကြောင့်တမလေးအခုတမလေးမှာသူတို့ပြန်ကစားနေပြီတတိထားပါဒီဒီ14ရက်17လပိုင်း2025เนาะတမလေးမှာသူတို့ KNU ပူပေါင်း BDS တို့ DKRA တို့ KTRA တို့တို့ပေါင်းပြီးတော့ရတဲ့စခန်းဒီမော်တော်စခန်းเนาะတတိထားရမယ် ဘာဖြစ်အခုတမလေဒီအဲနာတို့အုပ်စုကနော်ဒီ KNU အဲနာတို့အုပ်စုနော်ဒီအခုလက်ရှိအုပ်ချုပ်နေတဲ့ KNU ကိုနော်အခုလက်ရှိအုပ်ချုပ်နေတဲ့မူတူစေဖိုးတို့ကွယ်တူဝင်းတို့ကျော်နီတို့ဒါတို့မူတို့အုပ်စုတည်နော်ဒီမော်ချစ်တူနဲ့တို့ပေါင်းတယ်နောက်ပြီးတော့ဒီကိန်းနယ်ဆာမှာတို့ဒီကြာဖြားနေတို့ထောင်းတယ်မာဖီးယား gang တွေတို့ထောင်းတယ်ဒါကြောင့်အခုတမလေမှာခါစီနိုတွေအများကြီးပဲဖြစ်ပေါ်လာတယ်ခါစီနိုတွေတို့ထောင်းလာတယ်တရုတ်တွေနဲ့တို့ပူပေါင်းတယ်နော်တို့ပူပေါင်းပြီးတော့တရုတ်တွေနဲ့တို့ပူပေါင်းပြီးတော့ကိန်းနယ်မြေကိုတို့တရုတ်လက်ထက်ကိုတို့ပေါင်းထားတယ်ဒါကြောင့်အခုတရုတ်တို့တို့အကျိုးတွေပေးစရာအများကြီးရှိတယ်နော်အကျိုးတွေပေးစရာ အများကြီးရှိတဲ့အတွက်ကြောင့်မလို့အခုဒီတရုတ်ကြဖြတ်ခေါဆောင်အဖမ်းခံရတော့တို့တို့မှထပ်ပမရှိတော့ဘူးတို့တို့မှထပ်ပမရှိတဲ့ခါကျတော့ဒီတမလေးဒီမော်တော်စခန်းကိုတို့လွတ်လွတ်နဲ့တို့ပြန်တန်းလို့ရသွားတယ်အဲ့တော့အခုတို့တားလို့ရပြည်နောက်ပိုင်းမှာတို့ဘာစာထုတ်လဲတို့လားဒီတော်လိုင်းရေ9နှစ်ကာလမှာเนาะ2020နှစ် KTA တွေဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ KNU တွေစစ်သားတဲ့နေမြေတိုင်း KTA တွေပါပြီမဲ့တို့ KTA တွေအမြင်ကိုတို့မထဲဘူး။ဘာကြောင့်လဲဆိုတော့ KTA တွေနေမြေထဲလို့ရှိရင် KTA တွေကပြည်သူလူထုထောက်ခံတဲ့အတွက်ကြောင့်မလို့နော်တို့နေမြေမသူတို့အဖွဲ့စီတွေပြက်စီမှာဆိုလို့ဒါကြောင့်တို့တွေက KTA တွေတို့နေမြေမထဲဘူးနော်။မမျိုးပြောဘူးနော်။မမျိုးတော့မှအသက်သိအကောင်လို့ရှိတယ်နော်။ဒီလွန်ခဲ့တဲ့2023ဘာလ6ရက်နေ့မှာမလား KNU တွေကိုတိုင်နော်။ သူတို့ထုံးထားတဲ့စာရှိတယ်နော်သူတို့ထုံးထားတဲ့စာဘာစာလဲဆိုတော့အမမျိုးခဏခဏဖပြပေးတာပေါ့နော်ဒီကျမတို့ရဲ့16ရက်နှစ်9လပိုင်း2020နှစ်ရက်တွေနဲ့စောနယ်ဒါမြာမလက်မရေထိုးထုတ်ပြန်ဖွင့်စီထားသည့်ကော်တူလီအာမီကော်တူလီတော်မတို့သည် KNU ကရင်အမျိုးသားအစည်းအရုံးကရင်အမျိုးသားလူမျိုးရေတတ်မတော် KNA ဒိုနီလောဝ မပတ်တဲ့ကြောင့်ကို2020နှစ်ဇူ2020နှစ်ဇူလ22ရက်နေ့တွေထုတ်ပြန်ခဲ့ပြီဖြစ်တည်ထို့ကြောင့် KNU E ရည်တည်ချက်ကိုပါဝင်သူများအားလုံးသိစီရင်းနှင့်ပါဝင်ပတ်သက်မှုမရှိစေအတွက်တက်ဆိုင်ရာအဖွဲ့အစည်းအများဆက်သွယ်အသိပေးရန်ကိုလည်းစုံဖြတ်ခဲ့ပါတယ်တော့နော်ဒါ KNU တွေရဲ့ KTNA ဘိုချုံနန္ဒာများအသက်ပြန်လာသွင်းတဲ့ဒီကော်တူလေအာမီကော်တူလေတော်မတို့အဖွဲ့စည်းကိုနော်၁၉ရက်နေ့9လပိုင်း2020ကကဘာကိုကျင်ညာပြီးတော့သူပြန်လာအသက်သွင်းတယ်ကော်တူလေဂါဘဲမဲကိုလည်းသူကဘာကျင်ညာပြီးတော့သူ ပြန်လာဖို့ဆောင်တယ်။နော်။ဒါကြောင့်ဆိုမိုးချောနယ်နယ်များပြန်လာတဲ့လမ်းစဉ်ဒီဖြူစင်တယ်၊ရိုးသားတယ်၊မှန်ကန်တယ်နော်။ဒါကြောင့်မို့ KNU တွေကမပတ်သက်ပါဘူးဆိုတဲ့အကြောင်းကိုတို့ကိုယ်တိုင်က2023နိုဝင်ဘာလ6ရက်နေ့ကတို့ရေးဆွဲထားခဲ့တာဖြစ်ပါတယ်စီနော်။အဲ့တော့ဒီလာတဲ့2025 17လပိုင်း14ရက်နေ့ဒီနော်စီရဖို့ဆောင်တဲ့ တမလေးနေမီအောင်မြင်မှုရတဲ့နေမီကို KTLA ပါတဲ့အကြောင်းကိုတို့တွေကစာထုတ်ထားတယ်နောက်မှမြင်ပြရတယ်အခု KNU အုပ်စုတွေကမောင်ချစ်သူကစွဲနေပြီဒီကြဖြတ်ပြဿနာပြီး KNU KNU ဦးဆောင်တဲ့ပါဝင်တဲ့အတွက်ကြောင့်မို့လို့နော်မောင်ချစ်သူလည်းအဆုံးမပေးဘူးနော်အခုမှမြင်ပြရွေးကရင်ပြည်နယ်မှာမမျိုးကိုတိုင်ကတမခုနေမှာမွေးတယ်တမခုနေပြည်သူဖြစ်တယ်နော်မမျိုးပဲမမျိုးရဲ့နေတဲ့အတန်းဝန်ဒီ BGL လည်းရှိတယ်ဒီ KPA လည်းရှိတယ် KNU လည်းရှိတယ် KNL လည်းရှိတယ်ဒါကြောင့်မမျိုးရဲ့ဒီဖအမြို့မှာဆိုလို့ရှိရင်နော် BGL နဲ့စကားဆက်နဲ့ပေါင်းလို့သူများရဲ့ဂရီစာတွေထုတ်တယ်ဒါပြဿနာနေတဲ့အမှန်တရားမမျိုးတို့ လိုက်ဘူးเนาะမမျိုးရကရင်ပြည်နယ်မှာဒီလက်နက်အဖွဲ့စီအများကြီးရှိတဲ့တကယ်ကိုကရင်လူမျိုးလူမျိုးဖို့ကိုပြည်နယ်လူမျိုးဖို့နော်ကိုတန်းကြီးလူမျိုးဖို့တကယ်လုပ်မယ်ဆိုလို့စေအောင်မြင်တာကြားပြီနော်ရခိုင်တို့ထက်အရင်သူတို့အောင်မြင်မယ်ကချင်တို့ထက်အရင်အောင်မြင်မယ်ဘာကြောင့်အခုမအောင်မြင်တဲ့အပြင်ဘာကြောင့်ကြာဖြတ်ပြဿနာ ပြန်ပေါ်လာရတယ်နောက်တော့ဒီအရင်နဲ့စတတ်တည်နော်နဲ့စမှာစစ်တဲ့စခန်းကြီးပြန်တော့ဆောက်ရတယ်အဖြစ်အစစ်နေပဲဒီ KNU ခေါင်းဆောင်နေတည်နော် BGF ကိုမလုံဆန်နိုင်ဘူး BGF ကိုသူတို့ lower lower ကိုမလုံဆန်နဲ့အဲ့အတွက်ကြောင့်မလို့အခုသူတို့စောက်ပြဒနာတွေကမဖြစ်စင်းနိုင်တဲ့အတွက်ကြောင့်မလို့သူတို့လက်မခံခဲ့တဲ့ KTNA ကိုမှသူတို့ပြန်လက်ခံဘူးသူတို့အခုအတွင်းမှာသူတို့စီးရုံနေပြီနောက်အခုမှမျိုးတိတဲ့လူတွေအများကြီးပဲနော် KTNA နဲ့တစ္ဆာစို့ထားတဲ့ ်နော်နမြင့်ကြီးနေတဲ့ခေါင်းဆောင်တွေအများကြီးပဲ၃လေးကောင်ရှိတယ်နော်၃၄၅ကောင်ရှိတယ်တမ6ကောင်တွေကတမ4ကောင်တွေကအခုတို့ BGN နဲ့တို့ပြန်ပေါင်းတယ် KNU နဲ့တို့ပြန်ပေါင်းတယ် NUG နဲ့တို့ပြန်ပေါင်းတယ်ဒါမှမဟုတ်တို့ကိုယ်တိုင်ကနော်မမျိုးနဲ့တို့စကားမပြောရဲတော့ဘူးနော်ဘာဖြစ်ဆိုမမျိုးကိုယ်တိုင်ကအမှန်တရားပဲယက်တီတဲ့အတွက်ကြောင့်မလို့ KTAA နဲ့ပဲမမျိုးယက်တီသွားတယ်ဒါပေမဲ့ကိုကြီးထောက်ပံ့တဲ့အထက်မှာတော့ KNA လည်းမမျိုးထောက်ပံ့တယ် BDA တွေလည်းမမျိုးထောက်ပံ့တယ်နော်တို့တွေကစစ်တမ်းနေတဲ့အတွက်ကြောင့်မလို့နော်တို့မှအပြည့်မရှိဘူးဒါပေမဲ့ခေါင်းဆောင်တွေကအပြည့်ကြီးမာတယ်နော်ဒါကြောင့် မောတောင်မြို့ကိုပြန်တိုက်ဖို့လေကြောင်းကစစ်ကူပိုးတဲ့စစ်သားအချို့လက်နက်ချအလင်းဝင်မောတောင်မြို့ကတော်လန်ရေးတပ်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေကြောင်းကနေအင်အားလာဖြည့်တဲ့စစ်သားတွေတဲကအချို့ဟာတော်လန်ရေးအင်အားစုတွေထံလက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့သတင်းရရှိပါတယ် မောတောင်မြို့အနီးကတဲဖြူရွာကိုနိုဝင်ဘာလ15ရက်နေ့မှာစစ်တပ်ကရဟယင်တွေနဲ့အင်အား200ခန့်အထိပို့ခဲ့ပြီးအဲ့ဒီထဲကအချို့ဟာတော်လန်ရေးအင်အားစုတွေထံထွက်ပြေးလာတာလို့စုံစမ်းသိရပါတယ်။တဲဖြူရွာမှာစစ်တပ်ကတဆွဲထားတာတနည်းနည်းပါးကြာနေပြီဖြစ်ပြီးအဲ့ဒီနေရာကိုအင်အားဖြည့်နေတာလို့မြေပြင်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ တဲဖြူကနေဆက်ကုံသွေးရေးလမ်းမှာစုံချက်နေရဖြစ်တဲ့အဲ့ဒီကိုအင်အားတွေဖြစ်ပြီးမောတောင်မြို့တဲကိုလည်းလေချောင်းကနေတိုက်ခိုက်တာတွေရှိနေပါတယ်လို့မြင်းကပြောပါတယ်လက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရေတွက်ကတော့အသေးစိတ်မသိရသေးပါဘူးနိုဝင်ဘာ14ရက်နေ့ကမော်တောင်မြို့နယ်နေဆက်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့စစ်သား40ကျော်ဖမ်းမိခဲ့ပြီးထပ်မံဖမ်းမိတဲ့သူတွေနဲ့ဆိုရင်50နီးပါးရှိနေပြီလို့စုံစမ်းသိရပါတယ်။တနင်္လာရီတိုင်းကမော်တောင်မြို့ဟာထိုင်းမြန် မာနေဆက်ကုံသွေးရေးမှအရေးပါတဲ့မြို့ဖြစ်ပါတယ်။မော်တောင်ကစစ်တပ်ပြူဟာစခန်းကိုပြည်ရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF နဲ့ပူးပေါင်းတပ်တွေကလာနေချီပိတ်ဆို့ခဲ့ပြီးနောက်နိုဝင်ဘာလ12ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနိုဝင်ဘာလ14ရက်နေ့မှာတင်းယူခဲ့တာဖြစ်ပါတယ်။ KNLA PDF နဲ့အတူဗမာပြည်သူလွတ်မြောက်ရေးတပ်တော် ဖွာနဲ့ Force Fulfillment democracy ဒူပပကပါစားတဲ့မဟာမိတ်တပ်တွေလည်းပါဝင်ခဲ့ပါတယ်စစ်ကောင်စီကမောတောင်မျိုးကိုပြန်တိုက်မယ်လို့သတင်းလွှင့်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်စစ်တပ်ကနိုဝင်ဘာလ15ရက်နေ့ညကလည်းမောတောင်မျိုးတွေကိုလေကြောင်းကနေဘုံကျဲခဲ့တယ်လို့သိရပါတယ်ရမယူသားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လောကမထောက်ခံဘူးเนาะအဲ့တော့အခုလက်ရှိကျွန်တော်တို့စိတ်ပူရမှာအချက်တစ်ချက်ရှိတယ်ဒီ KTRA 16ရက်နေ့9လပိုင်း2020မှာဖြစ်ပေါ်လာခဲ့တဲ့အချိန်မှာ KTRA နဲ့တစ္ဆာဆိုထားတဲ့တချို့ BDS တွေဥဆောင်တဲ့ခေါင်းဆောင်တွေနော်ကျွန်တော်တို့ KTNA တွေဥဆောင်တဲ့ခေါင်းဆောင်တွေနော်ဒီနောက်နောက်ပိုင်းမှာတို့ KNU နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်ရှိတယ် BGN နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်တွေလည်းရှိတယ် DKBN နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်တွေလည်းရှိတယ် KDNU နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်တွေရှိတယ်အဲ့ဒီအကောင့်တွေအခုလက်ရှိနော်တို့ရဲ့ခေါင်းဆောင်တွေထွက်ပေါက်မရှိတော့ KTNA မှာအခုလက်ရှိနေနေတဲ့ BDS ကလေးတွေ KTA တမရွန်ဒါတို့တို့တွေကမင်းစင်ဂျာနေတို့လက်စီရောက်တယ်နော်ငါတို့ KNU နဲ့ပြန်လာပေါင်းငါတို့ NUG နဲ့ပြန်လာပေါင်းငါတို့ PTA နဲ့ပြန်လာပေါင်းဆိုပြီးတော့တို့တွေကလက်စီရောက်တယ်နော်အခုလက်စီမတ်မျိုးတိရတာ၃လ၅កောင်ရှိတယ်နော်ဒါမဲ့တိချင်လို့စီရင်မတ်မျိုးမင်းစင်ဂျာမှာလာ မမျိုးပြောမိမယ်လမ်းပေါ်မှာပြောလို့ရှိရင်အာဒီကောင်မသွေးခွဲတယ်လို့ပြောအောင်မယ်ဒီကောင်မကသူတို့ KTA တွေကစိတ်မတိုက်ပဲနဲ့อืม KTA တွေဘက်ကိုယက်တိပေးတယ်ဆိုတော့ပြောလာအောင်မယ်မမျိုးကြတော့ KTA ဆိုတာလည်းကျွန်တော်တို့ PDF လို့မျိုးပါပဲဒီ2021မှာဖြစ်ပေါ်လာတဲ့အဖွဲ့စည်းအာနာစင်ကိုတကယ်ပြက်ပြက်ပါပါတော်လာလို့ရတဲ့အဖွဲ့စည်းဖြစ်ပေါ်လာတဲ့အတွက်ကြောင့်အမတ်မျိုးကတော့အမတ်တရားပဲပဲယက်တိတယ်နော်ဒါကြောင့်မဘသူဘလို့ပဲပြော့ပြော့ဘသူဘလို့ပဲလာပြီးမက်ဆန်ဂျာမှာလာပြီးဆက်ဆက်မမျိုးခရင်ဆိုင် တချို့လူဆိုလို့ဆိုမမျိုး messenger မှာလာတယ်နော်။နေကဗုဒ္ဓဘာသာလူမျိုးဘာကြောင့်ခရစ်စတန်တွေကိုနေတော့ထောက်ခံတယ်။ဘုချိုးနန္ဒာမြန်တို့ကခရစ်စတန်နေနော်။နောက်မှတော့အများသောအဖြစ်ဒီ KDLA မှာခရစ်စတန်နေမဟုတ်ဘူး။ဘာသာရေးဆိုတာကျွန်တော်တို့ဘာသာရေးအတွက်ကြောင့်လည်းကျွန်တော်တို့အလုပ်လုပ်တာမဟုတ်ဘူး။လူမျိုးရေးအတွက်ကြောင့်လည်းကျွန်တော်တို့အလုပ်တာလုပ်လို့ကျွန်တော်တို့အခုလုပ်နေတဲ့အလုပ်ဟာကျွန်တော်တို့မြန်မာနိုင်ငံတနင်္ဂနွေလို့ဒန်းတို့အခွင့်အရေးရရှိဖို့နော်။ကိုပန်အုတ်ချခွင့်ကိုပန်ပြတ်တက်ခွင့်ဗမာတကြကရင်တကြဗမာတကြကရင်ကချင်တကြရဖို့ဗမာတကြရခိုင်တကြရဖို့ကျွန်တော်တို့တွေကဒီတော်လိုင်းရေးကိုနန်တဲ့ဘက်ကိုကျွန်တော်တို့တွေကအခြေတွေယူပြီးတော့နော်ပါဝ င်းလာတာနော်မြစ်တာစေတနာစစ်စစ်နဲ့ပေါင်းဝင်လာတဲ့အတွက်ကြောင့်မလို့ဘာသာရေးအတွက်ကြောင့်လည်းမဟုတ်ဘူးလူမျိုးရေးအတွက်ကြောင့်လည်းမဟုတ်ဘူးဒါကြောင့်မို့တချို့လူတွေကဘူးမသိဘာမသိနဲ့အမတ်မျိုးလာတိုက်ခိုက်သွားတာရှိတော့ဗောနော်မင်းစင်ကြတယ်မှာနေရဗုဒ္ဓဘာသာနေရအာမီဘဲကိုယက်တိပြီးတော့သွားနေလားမင်းဆောက်ယူမအင်းဆောက်အောင်တော့မစိမလာပြောတယ်ကျွန်မစိတ်ငြိမ်စားပါဘူးနော်ကျွန်မဘာသာကျွန်မအောင်တော့မကောင်းပဲဖြစ်ဖြစ်ကျွန်မဘာသာကျွန်မဆောက်ယူပြီးဖြစ်ကျွန်မယူနေတဲ့အလုပ်ဒီအမှန်တရားဖြစ်ဖို့လိုတဲ့နော်အမှန်တရားဖြစ်တဲ့အတွက်ကြောင့်ကျွန်မကိုကိုကျွန်မကျင်ရတယ်ဝန်းသားတယ်ကျန်ပါလို့ရခုတ်ယူတယ်နော်အဲ့ဒီတော့ အခုတို့ KTA တမတော်သား BDS တို့လက်စီရောက်တယ်နော်နေတို့ KTA မှာနေတာတိတဲ့အတိုင်းပဲ KTA ရတော့ထမီဝဝလည်းမစားရဘူးနော်ဟင်းကောင်လည်းမစားရဘူးသူများလည်းလိုမျိုး uniform ကောင်လည်းမဟုတ်ရဘူးသူများလည်းလိုမျိုးခဏကောင်လည်းမဟုတ်ရဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရကော်သူလေးကိုထောက်ခံနေတဲ့ပြည်သူလူထုတွေကော်သူလေးဘက်ကိုယက်တိပေးနေတဲ့ပြည်သူလူထုတွေသူများနိုင်ငံသားမှာလာနေပြီးတော့အလုံးလုံးတယ်ကိုရဲ့ချွေးနှန်းစာနဲ့ကိုရိုးရိုးသားသားလုံနေတဲ့ကိုလာစာနဲ့ပဲကိုညီထောက်ပံ့ပေးတဲ့အတွက်ကြောင့်မို့လို့နော်နန်တော့ပဲသွားတယ်ရတော့ပဲလုတယ်နော်ဘယ်အဖွဲ့စည်းနှမ်းမှလည်းကျွန်တော်တို့လိုက်မပြတ်ဘူးဘယ်ကောင်ဘယ်ချယ်လီနှမ်းမှလည်းကျွန်တော်တို့လိုက် မပြောင်းဘူးကိုလုံးနိုင်တယ်လားကိုသွားနိုင်တယ်လားကိုတက်နိုင်တယ်လားပဲပြည်သူမြတ်တာပြည်သူစေရနာနိုင်မယ်သွားတဲ့အတွက်ကြောင့်မလို့ပူလုံစရာမလိုဘူးနော်ပူလည်းမပူလုံဘူးနော်အဲ့တော့အခုလက်စီ BG နဲ့ပြန်ပေါင်းတဲ့ကောင်တွေ KNU NC နဲ့ပြန်ပေါင်းတဲ့ကောင်တွေ NUG နဲ့ပြန်ပေါင်းတဲ့ကောင်တွေဆိုလို့ရှိရင် KTNA တဲမှာနေနေတဲ့အခုလက်စီကလေးတွေကိုသူတို့လာစီရောက်တာပေါ့နော်။ဒီလိုဒီဘက်ကိုပြန်လာ။နော်ဒီဘက်ပြန်လာထမင်းလေးကောင်ကောင်စားတယ်ဟင်းကောင်ကောင်နဲ့စားတယ်။အခုစားဆိုသူတို့ကငါတို့ကူတာ uniform အကောင်တွေဖဏနဲ့ဆိုတထောင်းနိုင်နေ။ကျွန်တော်တို့ KTA KTA မှာကျတော့ဖနာဦးလို့စီတတရမတရကျော်ပဲမမျိုးဝယ်ပေးတဲ့အတွက်မမျိုးအသိဆုံးပဲနော်အခုမမျိုးကုညီပေးတဲ့ဖနာတရတရကျော်နေရကျော်ဆိုသူတို့ဟူးလိုက်ရတာသူတို့အရင်ကျင်တယ်အရင်ဝန်းတာတယ်မကြောက်ဆိုကျွန်တော်တို့ KTA နဲ့ပေါင်းနေတဲ့ PDF လေးတွေကျွန်တော်ကရင်တမတော်လေးတွေရတကယ်ကိုမှအနစ်နာခံနိုင်တဲ့အဖွဲ့စီနော်အနစ်နာခံနိုင်တဲ့နော်အခုစောပါဦးလို့မျိုးတိုင်းပြည်အတွက်လူမျိုးအတွက်အနစ်နာခံတဲ့လူတွေနော်ဒါကြောင့်မို့လို့ သူများမလို့ပဲပြပြသူတို့ခွေးမစားသူတို့သွားတဲ့လမ်းစီကမန်နဲ့ဖြူစင်းနဲ့ယူသားတယ်ဆိုရင်သူတို့ကျင့်တတ်တယ်သူတို့အသေးအသက်ပေးဆက်နိုင်တယ်နော်ဒါကြောင့်ဒီတက်မလေးပြဿနာနောက်မှမျိုးပြောပြီးတက်မလေးပြဿနာအခု KTLA နဲ့ပေါင်းနေတဲ့တက်မလေးပြီးတက်မ6ပြီးပြီနော်ဘယ်နေရာမစစ်တတိထားပါအခု KNU အုပ်စုတွေကနော်စစ်မြေပြေးမှာဆိုသူတို့စစ်တော့တိုင်သူတို့ KTLA ပါပြောတယ်ဘာတဆိုင်လဲနော် KNU တဆိုင်လဲမင်း online ကတဆိုင်ကိုတတ်တာမဟုတ်ဘူးနော်မင်း online ကဘာတဆိုင်ဘာတဆိုင်ဝူဒန်လူတွေတတ်တာမဟုတ်ဘူးနော်သူ့ကိုတော်လိုက်တဲ့အဖွဲ့စီမှန်တယ်များသူကလက်တိုက်မှာပဲနော် ဒါကြောင့်မို့လို့ OKTA ဒီစက်ရဒီလိုမျိုးပေါ့နော်ဒီကောတူတွေဒီစက်ဆိုတာသိတဲ့အတိုင်းပဲကျဲလေးနဲ့ရှိမယ်ကောတူတွေဒီစက်နဲ့ရှိမယ်နော် KNDO ဒီစက်လက်ကောတူတွေနဲ့နည်းနည်းရှိနေနော်ဒါပေမဲ့ကိုကကြည့်ရမှာဒီ logo ကိုကကြည့်ရမှာနော်အကျဲလေးတပွင့်နဲ့ရှိမယ်။ဘာဖြစ်ဆိုကောတူလေးဆိုတာဖရားသားသမီးနေနော်။ဖရားဖြစ်ပေါ်လာတဲ့သားသမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကကျဲလေးနဲ့ရှိမယ်နော်။ဒီဒီဇက်ကိုကြည့်ရမှာပေါ့နော်။ ။ဒါကြောင့်တမ၄တို့တမ၆လို့ဆိုဒီလိုပဲเนาะ KNU တွေကညီတို့ KTAA တွေငါတို့နဲ့အတူတူစစ်လက်တမ်းဆိုဒစိတ်လဲရမယ်เนาะမမျိုးပြောဒီတမ၆တော့ဆိုကျက်ဥပြဿနာတရာဒီကျက်ဥပြဿနာပေါ်လာတဲ့ကိစ္စအမမန်တော့ရိုးရိုးစင်းစင်းပေါ်လာတာမဟုတ်ဘူးဒီကျက်ဥပြဿနာတမီတသက် KNU NUG နဲ့ပေါင်းနေတဲ့အုပ်စုတွေက KTAA ကိုပြုတ်ကွဲအောင်လှုပ်ချင်တာနော်ပြုတ်လဲအောင်လှုပ်ချင်တာအင်းအားနေနေတော့သူလှုပ်ချင်တာဒီအကြံစီတွေမမျိုးတို့အကုန်လို့တည်တယ်ဒါမှမမျိုးတို့မပြောဘူးဆိုတာတော့ တို့ကိုဒိခါကြာမှာဆိုရင်လည်းနောက်တို့တွေကစစ်တန်းနေတယ်ဆိုလို့ရှိရင်တော့မပြောဘူးဒါပေမဲ့တို့ရဲ့ဝူဝူဆိုတာပြေးလို့မလို့ကောသူများကိုမကောင်းကြိုင်ကိုယ်ကိုပဲပြန်ထိမယ်လေနော်ဒါကြောင့်မလို့ငွေနောက်လည်းမလိုက်နဲ့အတလည်းမကြည့်တဲ့ဒီတော်လိုက်ရေးဒီပြည်သူလူထုဦးဆောင်တဲ့တော်လိုက်ရေးဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုမှဟိုဘယ်လိုပြောမလဲဟိုပြည်သူကြိတ်စာစုတယ်နော်ဒါကြောင့်ကိုလုံးနေတဲ့အလုံးယူယူတတာကိုလုံးပါသူများအပေါ်လည်းမကောင်းကြည့်မကောင်းကြိုင်နဲ့နော်ကိုအဖွဲ့စီကြီးလို့လည်းကိုကိုကိုအထင်မကြီးနဲ့နော်ကို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 အတမကြီးနဲ့နော်လူဆိုတာရေးလို့မျိုးပဲဘဝဆိုတာ အစင်စီတဲ့အတက်စီတဲ့နော်အတက်စီတဲ့အစင်စီတဲ့ဒါကြောင့်မလို့ကိုကိုကိုလည်းကိုအထင်မကြီးနဲ့သူများအဖွဲ့စီသေးတာကိုလည်းအထင်မသေးနဲ့နော်ဒါကြောင့်မမမျိုးတို့တမ KDA တွေဆိုလို့ရှိရင်တို့ KN နဲ့စစ်တော့တိုက်စီအိုးနီတို့ KDA တွေကလက်နဲ့လည်းမကောင်းဘူးလက်ကြည့်လည်းမရှိဘူးငါတို့ပေးရတတ်တယ်ပဲဒါကြောင့်မလို့ငါတို့ KN တစ်စက်နဲ့ပြန်လာလေอืมမပြန်လာလေလို့ရှိရင်ငါတို့နဲ့အတူတူစစ်လာမတိုင်းနဲ့အဲ့ဒီလိုမျိုးအဲ့ဒီလိုမျိုးတို့ဖိနေတာတိလားအာဖိနေတာရဲရဲဆက်ဆက်ပဲဒါကြောင့်မို့ဒီ အရင်တော့ဒီစစ်စစ်တော့တိုက်တိုက်နေသူတို့ဟိုထိကပလလို့မလို့စခန်နေ KTA တွေပါတယ်ဒါပေမဲ့သူတို့ရတဲ့လက်နဲ့လည်းဆို KTA သူတို့မပေးဘူးအနိုင်ကျင်နာရရဆက်ဆက်ပဲတိလားဒါပေမဲ့ကျွန်တော်တို့ KTA တွေတမတော်တွေကမပြောပါတော့ဘာပဲဆိုနေလို့အနိုင်ကျင်နာတတင်းကြသူများညီလို့အနိုင်ကျင်မဲ့အဖွဲစီကပေါ်လာပါမယ်တကယ်လည်းပေါ်လာပါတယ်ရှင်နော်အခုကတကယ်ပေါ်လာပြီအဲ့တော့တမလေးအခုလက်စစ်တမလေးနော်ဒါကြောင့်လုံခဲ့တဲ့ဆက်လေးရတော့သူတို့စစ်တော့တိုက်တိုက်အောင်မြင်တဲ့ဒီနေမြင့်တစ်ခုပေါ့နော် KNU တွေစထုတ်ထားတယ်ကျွန်မဖတ်ပြပေးမယ်နော် KNU ကရင်အမျိုးသားအစည်းအရုံးတဲ့နော်မြန်တဝက်ခရံကော်တူးလေးတဲ့နော်ရက်စွဲ14ရက်နေ့17လပိုင်း2025နော်တည်င်းထုတ်ပြန်ချက်ကြညာချက်ပေါ့နော်အာနာတိုင်းအကျန်းဖက်စစ်တမ35နိကြတိုက်ပတ်ထားသည့် KNU မြန်တဝက်ခရံဤတင်းသားကြီးမြို့နယ်ရုပ်ဆိုင်ရာမော်တော်မြို့အားတဲ့ကရင်အမျိုးသားလူမျိုးရေးကမတော် KNLA ကမတော်လေးကနိုဝင်ဘာလ14ရက်နေ့2025တွင်တဲ့ပြန်လဲတာယူနိုင်ခဲ့ပါတယ်တဲ့နော် မော်တော်မျိုးဒီတဲ့ထန်းနိုင်ငံဗရာကျုံဒီရီထန်းမျိုးနိမြန်မျိုးတို့ဆက်သွဲထားတော့နော်အရေးပါသည်နေဆကုံတွေရေစခန်းဖြစ်ပါသည်တဲ့နော်မော်တော်မျိုးဒီတဲ့ KNU ကရင်အမျိုးသားအစီအယုံတနင်္သာရီမြို့နယ်ရုပ်ဆိုင်ရာနေရတစ်ခုဖြစ်ခဲ့ပြီး1990ခုနှစ်အာနာသိအကြံဖက်စစ်တမဒါလုံအင်အားဖြစ်တိုက်ခတ်သိယူခဲ့သောနေရဖြစ်သည်တဲ့နော် နိုဝင်ဘာလ14ရက်နေ့တွင်လည်းကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNA နှင့်အတူတော်လိုင်းရဲမဟာမိတ်ပူပေါင်းများမော်တော်စခန်းနှင့်မြို့ကိုတိုက်ပတ်ဖြစ်ပါသည်တဲ့၃ရက်နော်ကြာတပ်ဝဲဖော်ဆောင်ပြီးနောက်အကျန်းဖက်စစ်တပ်ခလာရနိနိလေမစီဆိုပြီးထန်းနိုင်ငံတွင်သို့ထွက်ပြေးသွားခဲ့ပါသည်တဲ့နော်အဲ့ဒီထွက်ပြေးတာကိုတတိထားနော်အဲ့ဒီစစ်သားတွေကနေဆာမစခန်းကြီးကြီးကနေထွက်ပြေးတဲ့ကြတဲ့ သေးသေးချာချာစဉ်းစားပြီးတော့နော်ဒီစီရေးသည်နော်ယိုးသားလားမယိုးသားလားတမချောက်လို့မျိုးတွေ့တာဟာနိခွန်ကလို့ဆိုလို့ရှိရင်အလိုက်တွေထောင်လိုက်ရတာတခါတည်းအင်အားတွေရာကြော့ထွက်ပြေးလာတာနော်အဲ့ဒါသင်္ကန်းစာယူထားမှမျိုးတဲ့ဒါကြောင့်အရင်စိတ်ဝင်စားစရာလဲကောင်းတယ်လို့မျိုးဘဟုတုတသင်္ကန်းစာတွေယူထားပါအခုလက်ရှိကျွန်တော်တို့ကရင်နယ်မြေမှာဆိုလို့ရှိရင်နေစာနဲ့ပတ်သက်လာတဲ့ KNU ဖော်ဆောင်တဲ့စီရေးသည် တတိထားပါနော်အကြာကိုမှတတိထားရမှာနော်တမ6ပဲကြည်လိုက်စပါနိခွန်ကနဲ့မြဝတိဘာကြောင့် KNU နဲ့ BGN နဲ့ NUG တွေနဲ့အပေးယူလောက်လိုက်တာလဲစဉ်းစားလိုက်ပါဘာကြောင့်မြဝတိကိုသူတို့မတိုက်ပဲနဲ့နေဆစခန်းတွေပဲသူတို့အပေးယူလောက်ရတာလဲအဖြေအစင်းပါတယ်နော်စော့ရံကိုမှကြောက်ဖို့ကောင်းပါတယ်နော်နောက်ကျခုတမ6လေးအမဟာနေ ਉ လည်းတတိထားနော်နောက်ပြီးတော့ဤစစ်စီရေးဥဆောင်တော့ KRA ကရင်အမျိုးသားလူမျိုးရဲ့တမတော်မှာတမဟာလေးဘူးဟာ မူခေအန်နဲ့တိုင်ရင်စက်တိတိုင်ရင်မူတနင်းသားရီမြို့နဲ့တနင်းသားရီမြို့ဥက္ကဋ္ဌနိခေအန်နဲ့တမဟာလေဗျူဟာလက်အာနော်ခေအန်ဒီကိုတိုင်ရင်ခုနှစ်တိုင်ရင်နရတော်တိုင်ရင်စနစ်တိုင်ရင်တဆက် KTA နော်ထီဆဲမေးရစစ်ကြောင်ခေအန်နဲ့ဌာနချုပ်နော်ဒိုးအဖွဲ့ဌာနအထူးစစ်စေးရေးနော်တနင်းသားရီမြို့နဲ့တနင်းသားရီမြို့နဲ့ဂျေးရွာလုံချုံရေးအဖွဲ့များတနင်းသားရီ BDF များနဲ့ပကဖားတို့ဖြစ်တည်တဲ့ဤစစ်စေးရေးတွင်အာနာစင်တတ်တာ52ဦးနှစ်နော် လက်နက်ခဲယံများတချို့ဖမ်းဆီးရပြီး KRA ဤစီမင်းစည်းကမ်းအတန်လှုပ်ဆောင်သွားပြီဖြစ်သည်လက်နက်ခဲယံအများအပြားကိုနော်လက်အများအပြားကိုလက်သိစီရရှိခဲ့ပါသည်နော်မြိတ်မြန်နော်ညံတဝက်ခဲယံတမလေးမှာ